ောဒရှင်တွေအားလုံးတာလီဆွတ်ပါတာယာပျော်ရှင်တဲ့ညာရှင်ကလေးဖြစ်ကြပါစေ DMG ရဲ့အပတ်စဉ်နိုင်ငံတကာသတင်းအစီအစဉ်ကို စတင်ပါတော့မယ်ဒီအစီအစဉ်မှာနိုင်ငံတကာသတင်းကမ္ဘာသတင်းတွေကတပတ်အတွင်းထူးခြားသတင်းတွေကိုတစုတစည်းနဲ့ကြည့်ရှုနားဆင်ရမှာပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအောင်မွင်ပါပထမဆုံးအနေနဲ့အီရန်ကိုဘုံချဲ့ခဲ့တဲ့အမေရိကန်ရဲ့စစ်စင်ရေးထိရောက်မှုမရှိဘူးလို့အီရန်ကောက်ဆောင်ကပြောကြားလိုက်တဲ့သတင်းနဲ့စာကျင်ပါတယ် အီရန်နိုင်ငံရဲ့ခေါင်းဆောင်အယာတိုလာခါမီနီကအီရန်ရဲ့နျူကလ িয়ার နေရာတွေကိုအမေရိကန်ရဲ့လေကြောင်းကဘုံကျဲဖျက်ဆီးခဲ့တဲ့ဆက်စင်းဟာထိရောက်မှုမရှိဘူးလို့ပြခဲ့တဲ့ကြာတာပတိနေ့ကပြောကြားလိုက်ပါတယ်။အစ်ဝေးအီရန်အပြေရပြေးနောက်မှာပထမဆုံးအကြိမ်ထုတ်ပြောလာတဲ့ဗီဒီယိုရုပ်သံမိခွန်းမှာအီရန်နိုင်ငံခေါင်းဆောင်ကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ဇွန်23ရက်နေ့ကအမေရိကန်ရဲ့ B2 တိုက်လေယာဉ်နဲ့လေကြောင်းကနေပုံချက်ခဲ့တဲ့နျူကလ িয়ার နေရာတွေဟာထိခိုက်မှုကြီးကြီးမားမားမရှိဘူးလို့ပြောလိုက်တာဖြစ်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပြောဆိုမှုနဲ့ကွဲလဲနေပါတယ်။ ဒါပြင်အရှိအလယ်ပိုင်းဒေသကအမေရိကန်ဆက်ရှိဆိုင်စခန်းတွေကိုတိုက်ခိုက်မှုတွေပြုလုပ်လာမယ်လို့လည်းရှင်းရှားလိုက်ပြီးတိုက်ခိုက်မှုဖြစ်ရင်ရန်သူနဲ့ကျူးကျော်သူတွေပေးရမယ့်တံပိုးဟာတကယ်ကိုကြီးမားလိမ့်မယ်လို့လည်းရှင်းရှားထားတာပါ SW အင်ရန်အပြည့်အပြည့်နှစ်ရက်ကြာမှာအင်ရန်ခေါင်းဆောင်ပေါ်လာခဲ့တာဖြစ်ပြီးဆန်းရက်တာစပွဲအတွင်းမှာအင်ရန်ဘက်ကရတရှောက်ရကြောင့် SW ဘက်က28ဦးတည်ဆုံးခဲ့တယ်လို့နိုင်ငံဆိုးရွားတွေရထုတ်ပြန်ချက်အရသိရပါပါခင်ဗျာ ဆက်လက်ပြီးတော့ခရီးသွားလုပ်ငန်းနဲ့စီးပွားရေးထူထောင်ဖို့မြောက်ကိုရီးယားကြိုးပမ်းနေတဲ့အကြောင်းကိုတင်ဆက်ပေးပါပါကမ္ဘာနိုင်ငံအများစုရဲ့စီးပွားရေးပိတ်ဆို့တာခံထားရတဲ့မြောက်ကိုရီးယားနိုင်ငံဟာစီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ခရီးသွားလုပ်ငန်းဖော်ဖြိုးရေးအတွက်ကြိုးပမ်းလာတာကိုတွေ့ရပါတယ်ဇွန်26ရက်ကမြောက်ကိုရီးယားနိုင်ငံအရှေ့ပိုင်းကမ်းရှင်မှာဝန်ဆန်ကေမာဆိုတဲ့အပန်းပြေစခန်းကြီးဖွင့်ပွဲကိုနိုင်ငံကောင်းဆောင်ခင်ဂျွန်အွန်းနဲ့တမိဖြစ်သူတက်ရောက်ခဲ့တယ်လို့နိုင်ငံပိုင်သတင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ် ဒီကရှိကိုပြည်တွင်းခရီးသွားတွေဟာဇူလိုင်တရက်ကစလို့လာရောက်လေပတ်နိုင်တယ်လို့ဆိုထားပေမဲ့နိုင်ငံရှားသားတွေလာရောက်လေပတ်ခွင့်ကိုအသေးစိတ်ရှားပြားထားတာမတွေ့ရပါဘူး။မြောက်ကိုရီးယားဟာဒီစီမံကိန်းကိုရှောင်းနှက်ကြတည်ဆောက်ခဲ့ပြီးနှစ်မိုင်ခွဲလောက်ရှိတဲ့ဒီကရှိအပန်းဖြေစခန်းစီမံကိန်းမှာဟိုတယ်စားသောက်ဆိုင်တွေဈေးဝယ်စင်တာတွေအပြင်ရေကစားခွင့်လည်းပါဝင်ပြီးလူပေါင်း2000ကိုဝန်ဆောင်မှုပေးနိုင်မယ်လို့နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြထားပါတယ်ခင်ဗျာ။ DMG ရဲ့အပတ်စဉ်နိုင်ငံတကာသတင်းအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်တပ်ထောက်ပို့အကြီးအကဲဖြင့်ကမ္ဘောဒီးယားကောင်းဆောင်ဟွန်ဆန်ကတာဝန်ယူလိုက်တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါကမ္ဘောဒီးယားနိုင်ငံရဲ့လက်ရှိဝန်ကြီးချုပ်ဟွန်မန်နဲ့ရဲ့ဖခင်အထက်လွှတ်တော်ဥက္ကဋ္ဌဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ဟာဇွန်လ26ရက်ကကမ္ဘောဒီးယားစစ်တပ်ရဲ့ထောက်ပို့အကြီးအကဲရာထုကိုယူလိုက်တယ်လို့ထိုင်သတင်းဌာနမတီရှွန်းကဖော်ပြပါတယ်ဟွန်ဆန်ဟာဇွန်လ25ရက်ကအော်ရမေရှင်ပြည်နယ်ကိုခရီးသွားတဲ့အချိန်ကမ္ဘောဒီးယားစစ်တပ်ကိုဆက်ရေးတုံ့သက်တာနဲ့ပြည်သူတွေကိုတွစ်ဆုံအပ်ပေးခဲ့ပါတယ် ဲ့ဒီခီးစဉ်မှာစစ်တပ်အရာရှိအလုံးကဟွန်ဆန်ကိုထောက်ပို့အကြီးအကဲဖြစ်လက်ခံဖို့တောင်းဆိုခဲ့တာကြောင့်ဟွန်ဆန်ကလက်ခံခဲ့တာလို့ဆိုထားပါတယ်ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံကြားလက်နက်ကတိုက်ပွဲဖြစ်လာရင်ကမ္ဘောဒီးယားကကာကွယ်ရုံသာမကတိုက်ခိုက်ဆက်ဆင်ရေးတွေကိုပါဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်လုံခြုံရေးတပ်ဖွဲ့အလုံးအမြင့်ဆုံးသတိထားနေကြဖို့ဟွန်ဆန်ကညွှန်ကြားခဲ့တယ်လို့ဆိုထားပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတစ်ပုဒ်ကတော့အီရန်သတင်းနယ်နဲ့ပတ်သက်လို့နယူးယောက်ထိုင်းနဲ့ CNN သတင်းဌာနတွေကို တရားစွဲမယ်လို့ဒေါ်နယ်ထရန့်ရှိန်ရှောက်လိုက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အမေရိကန်ကအီရန်နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုလအနှဲငယ်ပဲနှောင့်နှေးသွားစေနိုင်တယ်လို့အမေရိကန်စစ်ဘက်ထောင်လင်း DIA ကနဦးအစီရင်ခံစာကိုကိုးကားပြီး The New York Times နဲ့ CNN သတင်းဌာနတွေကဖော်ပြခဲ့ကြပါတယ်။အဲ့ဒီသတင်းဌာနတွေကိုတရားစွဲမယ်လို့သမ္မတဒေါ်နယ်ထရန့်ကဇွန်25ရက်ကရှိန်ရှောက်ခဲ့တယ်လို့ The New York Times သတင်းကဖော်ပြပါတယ်။ နယူးယောက်ထိုင်းကိုပေးပို့တဲ့ဆာမှာသမ္မတရဲ့ရှေ့နေတယောက်ကအဲ့ဒီသတင်းဟာသမ္မတထရန့်ရဲ့ဂုံတိခါကိုထိခိုက်စေပြီးသတင်းဟာမှားယွင်းပြီးမျိုးချက်စိတ်ဓာတ်ကင်းမဲ့နေတာကြောင့်သတင်းကိုဖျောက်ချဖို့တောင်းဆိုခဲ့တယ်လို့ဆိုထားပါတယ်။သမ္မတထရန့်ရဲ့တောင်းဆိုချက်တွေကိုနယူးယောက်ထိုင်းကဇွန်လ26ရက်ကပယ်ချခဲ့ပြီး DIA ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာနဲ့တွေ့ရှိရှစ်ဟာအမှန်တကယ်ရှိတယ်လို့ဆိုပြီးသတင်းဖျောက်ချဖို့မဖြစ်နိုင်ဘူးလို့သတင်းဌာနရဲ့ရှေ့နေ David Macro ကတုတ်ပြန်လိုက်တယ်လို့យေတာထားပါတယ်။ စီအန်အန်တတင်းဌာနကလည်းရောက်ရှိလာတဲ့ရှင်းရှောက်မှုကိုညှင်းပယ်ထားပြီးတတင်းဖြုတ်ချမှာမဟုတ်ဘူးလို့တုံ့ပြန်ထားတယ်လို့ဆိုထားပါတယ်သမ္မတထွန်းကတော့လူမှုကွန်ရက်စာမျက်နှာမှာအဲ့ဒီသတင်းမီဒီယာနှစ်ခုလုံးကသတင်းထောက်တွေကိုထုတ်ပယ်ဖို့တောင်းဆိုခဲ့တယ်လို့တသက်ရထောက်ထားမရှိတဲ့အဲ့ဒီဆောင်ပါတွေဟာအီရန်တိုက်ခိုက်မှုအတွက်ပါဝင်ခဲ့တဲ့အမေရိကန်စစ်သည်တွေကိုအထင်သေးစေဖို့ရည်ရွယ်တယ်လို့ပြောထားပါတယ်ခင်ဗျာ ဒီတစ်ပတ် DMG ရဲ့အပတ်စဉ်နိုင်ငံတကာသတင်းအစီအစဉ်မှာနောက်ဆုံးတင်ပြဖို့ရွေးချယ်ထားတဲ့သတင်းကတော့ကမ္ဘာဆက်ရဇဝဲမှုတွေကိုစုံစမ်းစစ်ဆေးဖို့အတွက်တုံ့ဆွဲနေတဲ့အမေရိကန်ရန်ပုံငွေကိုဖိတောက်ဖို့ထရန့်အစိုးရလိုလားနေတဲ့သတင်းပဲဖြစ်ပါတယ်မြန်မာဆီးရီးယားနဲ့ရုရှားအပါအဝင်ကမ္ဘာတဝန်းရဲ့နေရာ20ကျော်ကဆက်ရက်ဇဝဲမှုတွေကိုစုံစမ်းစစ်ဆေးရေးအတွက်တုံ့ဆွဲနေတဲ့အမေရိကန်ရန်ပုံငွေကိုဖိတောက်ထားဖို့ထရန့်အစိုးရကအကြံပြုထားတယ်လို့ရိုက်တာသတင်းကဖော်ပြပါတယ် အင်ဖြူရဲ့ရန်မုံငွေစီမံခန့်ခွဲရုံးကအမေရိကန်နိုင်ငံရှားရေးဌာနကိုအခုလိုညွှန်ကြားလိုက်တာဖြစ်ပြီးအပိသက်ဆုံးဖြတ်ချက်မဟုတ်သေးဘူးလို့လည်းဖော်ပြချက်မှာပါဝင်ပါတယ်။ဒါပေမဲ့ဝန်ကြီးမာကိုရူဘီယိုဥဆောင်နေတဲ့နိုင်ငံရှားရေးဌာနဟာအဲ့ဒီစုံစမ်းစစ်ဆေးရေးအစီအစဉ်တွေကလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုပဲဆက်လက်လည်ပတ်ဖို့ကိုတင်ပြရတော့မယ်လို့ဆိုထားပါတယ်။အမေရိကန်စိုးရရဲ့ငွေနဲ့လည်းပတ်နေတဲ့ဆက်ရဆုံးမှုစုံစမ်းရေးအစီအစဉ်တွေကအင်ဖီရောကရဲ့ဆိုင်းမှုညွှန်ကြားထားတဲ့အစီအစဉ်တွေမှာမြန်မာ၊ဆီးရီးယား၊ရုရှား၊အီရတ်၊နီပေါ်၊သရီလင်္ကာ ိုလံဘီယာဘယ်လာရုဆူဒန်တောင်ဆူဒန်အာဖဂန်နစ္စတန်နဲ့ဂမ်ဘီယာနိုင်ငံတွေအတွက်စုံစမ်းဆက်ဆင်မှုတွေပါဝင်ပါတယ်။ဒီတစ်ပတ် DMG ရဲ့နိုင်ငံတကာတရက်အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ပါတယ်။ DMG ပြည်သက်တွေကြိုက်နေတဲ့မယ်လို့မျှော်လင့်ပါတယ်ဒီစီစဉ်အပါဝင် DMG ကထုတ်လွှင့်တဲ့သတင်းအစီအစဉ်တွေနဲ့ပတ်သက်လို့အကြံပြုချင်တာဒါမှမဟုတ် DMG ကိုသတင်းတွေပေးပို့ချင်တယ်ဆိုရင်တော့အပေါင်းရှောက်ရှောက်စက်တုံများကို6433ကို Viber, Signal, Telegram, WhatsApp တို့ကနေလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ခင်ဗျာ။